ေခေချမ်းသာကြွယ်ဝနေကြတဲ့ပုဂ္ဂိုလ်တွေဟာတစ်ချိန်တုန်းကစာကလို့ဆိုတဲ့စွန့်ကြဲမှုတွေကိုပြုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေလက်ပြည်ရောက်ပြီးနတ်ချမ်းသာခံစားနေရတဲ့ပုဂ္ဂိုလ်တွေဟာလည်းစာကစွန့်ကြဲမှုပြုခဲ့တဲ့ပုဂ္ဂိုလ်တွေကြီးပဲအလွယ်တကူကြွယ်ဝချမ်းသာနေတဲ့ပုဂ္ဂိုလ်တွေလောကမှာရှိတယ်လေဒါကကိုကိုကျိုးစားလို့ကိုချမ်းသာတာပါလို့တချို့ကပြောကောင်းပြောလိမ့်မယ်သို့တော့စဉ်းစားကြည့်လေ ကိုကျိုးစားလို့ကိုရရတယ်ဆိုတာမရှိဘူးမဟုတ်ဘူးရှိတယ်။ဘုန်းတော်လူတွေကြည့်လူ့ဘဝဝဲလာတဲ့အချိန်မှာတယောက်နဲ့တယောက်မတူဘူး။တယောက်ကဆင်းရဲတဲ့မိသားစုတွေရောက်သွားမွေးတယ်။တယောက်ကချမ်းသာတဲ့မိသားစုတွေမှသွားမွေးတယ်။ဒါဖြစ်လို့ဒီလိုဖြစ်ရတယ်။ဆင်းရဲတဲ့မိသားစုတွေသွားမွေးတဲ့ပုဂ္ဂိုလ်ကတစ်ချိန်လုံးကစာကဆိုတာမလုပ်ခဲ့တာပေါ့။ ချမ်းသာတဲ့မိသားစုတွေသွားပြီးတော့လူဖြစ်တဲ့ပုံပေါ်တစ်ချိန်တုန်းကလူမှုတမ်းမှုဆိုတဲ့စာကားတရားကျိုးစားအထုတ်ခဲ့တဲ့ပုံပုဖြစ်တာပေါ့အဲ့ဒါကြတော့ကိုလိုလိုရတာမဟုတ်ဘူးနော်ကံတရားကနေခွဲခြားပြီးတော့ပို့တာလုံးလို့ကိုကိုယ်တိုင်ရွေးရမယ်ဆိုရင်ချမ်းသာတဲ့မိဘအပဲရွေးမှာပေါ့လူတိုင်းလူတိုင်းဟာတဲကုတ်တဲ့ပဲရွေးမလဲတိုက်ပေါ်ပဲရွေးမှာပေါ့သို့တော့အဲ့လိုလုံးလို့ရလားဆိုမရဘူး ကံကနေပြီးတော့စီမံဖန်တီးပေးလိုက်တဲ့အတိုင်းဆင်းရဲတာတို့ချမ်းသာတာတို့ဒီလိုဖြစ်တယ်ပေါ့